မြိုင်နယ်ထဲရောက်ရှိနေတဲ့စိုးစုစကြောင်းဟာတော်လန်ရေးတပ်ဖွဲ့ရဲ့ဂျားဖြတ်တိုက်ခိုက်မှုမှာအထိနာပြီးတိုက်ပွဲဖြစ်ပွားရအနည်းမှာရှိတဲ့ကျေးရွာဖုံးကြီးအုံကိုမီးရှို့ဖျက်ဆီးထားခဲ့တယ်လို့ဒေသခံသတင်းမြစ်က MFP ကိုပြောပါရတယ်။မြိုင်နယ်အရှေ့တောင်ပိုင်းမှာစစ်ကြောင်းထိုးရောက်ရှိနေတဲ့ပခုတ်ကူတမတရားတဲ့စိုးစုတက်နဲ့ပခုတ်ကူနယ်ကပြူစောတိတွေပါဝင်တဲ့ပူပေါင်းအဖွဲ့ဟာမေလ9ရက်မွန်းလယ်ပိုင်းကစပြီးတော်လန်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲဆက်တိုက်ဖြစ်ပွားပြီး အဋိနာကတိုက်ပွဲဖြစ်ရာအနီးမှာရှိတဲ့လေးတန်းရွာဖုံကြီးချောင်းကိုမိရှုဖြက်စီခဲ့တာလို့အညာမြေအရက်ဘက်လူမှုအဖွဲ့အစည်းညိုင်အဖွဲ့တာဝန်ရှိသူတို့ကပြောပါရယ်စောစုစကြောင်းကဖုံကြီးချောင်းကိုမိရှုနေတာကိုတော်လန်ရေးတပ်တွေကဒရုန်းနဲ့မှတ်တမ်းတင်ထားနိုင်ခဲ့ပေမဲ့စောစုစကြောင်းမှာဂျမားတွေပါရှိတာကြောင့်အနီးကပ်ရိုက်ကူးလို့မရခဲ့ဘူးလို့ဆိုပါရယ်အဲ့ဒီစောစုစကြောင်းဟာတော်လိုင်းတပ်ဖွဲ့ရဲ့ကြားပြတ်တိုက်ခိုက်မှုကြောင့် အထိတ်နာပြီးရှေ့ဆက်မရဖြစ်နေရကြောင်းစက်ကူအဖြစ်အင်အား180ခန့်ပါစစ်ကြောင်းတစ်ခုထပ်မံထိုးလာနေပြီးမေလ9ရက်ဒီကနေ့မှာတော့စစ်ကြောင်း2ကြောင်းပေါင်းမိသွားနိုင်တယ်လို့ဒေသခံသတင်းမြစ်ကဆိုပါတယ်အဆိုပါစိုးစုစစ်ကြောင်းဟာမေလာ၁ရက်ကလေးကမြိုင်နယ်ကိုရောက်ရှိကစစ်ကြောင်းထိုးနေရဖြစ်ပြီးစစ်ကြောင်းကြောင့်ကျေးရွာဆွေရွာခန့်ကဒေသခံပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတာတပတ်ခန့်ကြာမြင့်နေပြီဖြစ်ပါတယ်။